အရင်ချင်းပြေဝမှုကြောင့် Miss Cosmo ကိုဝင်ရောက်ရှင်ပြန်ခွင့်ရရှိခဲ့ကောင်မြမကုံဆောင်ပေးမဲ့မြင့်မြတ်မှုပရိသတ်များအလုံးမင်္ဂလာပါရှင် Famous Ali News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ Miss Cosmo မှာပါဝင်ရှင်ပြန်ခွင့်ရရှိခဲ့ရကတော့အလှမဲ့မြင့်မြတ်မှုပါအလမဲမြင့်မြတ်မှုကသူမရဲ့အတူမတူတဲ့အလှတရားတွေခန္ဓာကိုယ်အချိုးအစားတွေနဲ့ Miss တယောက်မှာရှိသင့်ရှိထိုက်တဲ့အရေးချင်းတွေနဲ့ပြည့်စုံနေတာကြောင့် Miss Cosmo ကိုဝင်အရွေးခံလိုက်တာဖြစ်ပါတယ် အခုချိန်မှာတော့ Miss Cosmo ရဲ့ National Director ဖြစ်ထားဝင်ယူနေရတဲ့သူအလွင်က Miss Cosmo မြန်မာအတွက်ရွေးချယ်ပေးမဲ့သူကိုရပ်ပိုင်းလောက်အထိပရိသတ်ကြီးတွေကိုစိတ်ဝင်စားမှုမြင့်တက်အောင်အလှမယ့်အနောက်ကျောပုံနဲ့ခံမှန်းခံခဲ့ရဖြစ်ပါတယ်။ ပရိသတ်တွေကတော့အလောက်မဲ့တဲဆွညင်ကိုထင်နေကြပါပဲ။ Miss Grandma တောင် Second Runner Egg ကိုအရယူနိုင်ခဲ့ရကြောင်းအလောက်မဲ့တဲဆွညင်ကိုပြန်ပြီးတော့ဝင်ရောက်မရှင်ပြန်သိမ်းတော့ဘူးလို့ပြောဆိုနေကြပါတယ်။ဒါကြောင့်ပရိသတ်တွေကထူးအလွင်ရဲ့တပည့်အရင်တွေဖြစ်တဲ့အလောက်မဲ့မြင့်မြတ်မိုးနဲ့အလောက်မဲ့မီမီအီးရောင်ထုံးကိုတော့ခံမန်းနေကြပါတယ်။နောက်ပိုင်းသတင်းထွက်ရှိလာခဲ့တာကတော့ Miss Cosmo ရဲ့ National Director ဖြစ်တဲ့ထူးအလွင်တယောက်ကအမန်တကယ်ကိုအရေးချင်းအစ်စ်တွေနဲ့ပြေဝနေရင်အလောက်မဲ့မြင့်မြတ်မိုးကိုရွေးချယ်ခဲ့ပါတယ်။အလောက်မဲ့မြင့်မြတ် မိုကမစ်ဂရန်မြန်မာမှာကလေးကနာမည်ကြီးအောင်မြင်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ဝင်းနာဆူကြီးနဲ့လွဲချော်ခဲ့ရပြီးတော့ပရိသတ်တွေရဲ့တော်တော်လေးကိုအားမလို့အားမရဖြစ်ခဲ့ကြရတာပါ။အခုတော့မူတောင်သူလေးအလားမယ်မြင့်မြတ်မိုးကိုအားပေးနေခဲ့တဲ့ပရိသတ်တို့ရဲ့စင်တာလေးကိုထူးအပ်လင်တယောက်ကဖြည့်ဆည်းပေးလိုက်ပါတယ်။ပရိသတ်တွေကလည်းအလားမယ်မြင့်မြတ်မိုးကိုသာရွေးချယ်တင်ကြောင်းရွေးချယ်ခံရတာမှန်တယ်လို့ပြောလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင် အလားမယ်မြင့်မြတ်မိုးကလှပချောမောတဲ့မျက်နှာကြော်ရှင်းလှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ ခရဝရီကလည်းအပြစ်ပြောဆိုစရာမရှိအောင်ကိုကောင်းလွန်နေပါတယ်။ဒါကြောင့်ပုံပြီးတော့တောင်းရွေးချယ်တဲ့လို့ဆိုကြတာပါ။နောက်ပြီးတော့အလမဲမြင့်မြတ်မှုဟာအလမဲတဲဆုညင်ထဆိုင်ပို့ပြီးတော့ရင်ချက်ကစိတ်ထားကောင်းပြီးတော့အေးချမ်းတဲ့မျက်နှာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့ပါတယ်။အလမဲတဲဆုညင်တယောက်ကတော့အခုချိန်မှာအလမဲလောကကိုမျက်ကွယ်ပြုထားပြီးတော့ရုပ်ရှင်ဇာတ်ကားတွေကိုသာရှိုက်ကူးလို့နေပါတယ်။တဲဆုညင်တယောက် Miss Grand Final ညကရုပ်ပြဆင်းပြတဲ့မျက်နှာပြက်ဖွယ်ရာကိစ္စတွေနဲ့လူတွေရဲ့ ကရဲ့ဝေဖန်တာကိုခံခဲ့ရတာကြောင့်အလမဲ့လောကကိုအခုလောလောဆယ်တော့မျက်ွယ်ပြထားဟန်တူပါတယ် အခုချိန်မှာတော့တန်းဆုငိန်တဲ့အရင်ချင်းရှိတဲ့ရွက်ပုံးသီးအလာမယ်တွေအသီးသီးထွက်ပေါ်ပြီးတော့ကြော်တက်သွားကြပါပြီ။အလာမယ်မြင့်မြတ်မိုးကိုတော့ပရိသတ်တွေကဟိုးရင်ကလေးကတရိထားမိနေကြပါတယ်။မြင့်မြတ်ပုံဟာမင်းစတောင်မှာရှိတဲ့ရှိတိုင်းတဲ့အရင်ချင်းတွေရုပ်ရည်တွေကလုံးဝကိုမိမိုက်နေရဖြစ်ပေမဲ့လည်းနဝဲရဲ့သဘောကျခြင်းကိုမခံရတာကြောင့်လွဲကြော်မှုတွေဖြစ်ကုန်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ဆရာဖြစ်သူထူအန်လွင်ကအလာမယ်မြင့်မြတ်မိုးရဲ့အရင်ချင်းတွေကိုကဘာကသိစေချင်တာကြောင့်ရွေးချယ်ခဲ့ပါတယ်။ ပြည်သူတွေကတော့ထိုးအပ်လွင်ရဲ့အလားမဲ့ရွေးချယ်မှုကိုအပြည့်အဝယုံကြည်ထားပါတယ်။ထိုးအပ်လွင်ရွေးချယ်ခံရခြင်းကိုခံရတဲ့အလားမဲ့တွေဖြစ်တဲ့မိမိအီးရောက်ထုံးနဲ့နီနီလေးအိမ်တဲဆုငိန်နဲ့ခီစာခင်တို့ဟာအောင်မြင်ကြောကြားကြပါတယ်။အလားမဲ့လောကမှာထိုးအပ်လွင်ရွေးချယ်ခြင်းခံရပြီးနောက်မှာ အလားမဲ့နီနီလေးအိမ်ဟာဆိုရင် first runner up ကိုတောင်ရရှိခဲ့ရဖြစ်ပြီးတော့အဲ့ဒီတုန်းကပြည်သူတွေကနီနီကိုတောင်ဝင်လာရမယ်လို့ထင်ထားကြတာပေါ့။ဒီလိုမျိုးဒေဒေကျအောင်မြင်ကြောကြားမှုတွေကြောင့်အခုလည်းအလားမဲ့မြင့်မြတ်မှု ဟာပို့ပြီးတော့တောင်မှအောင်မြင်ပြီးတော့နေရာတနေရာကိုအရယူနိုင်လိမ့်မယ်လို့ယုံကြည်ပေးနေကြပါတယ်။ဒီဗီဒီယိုကိုအဆုံးအထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေကရောအလားမဲ့မြင်ရမှုတရား Miss Cosmo ပြိုင်ပွဲကြီးမှာအရှိကအစီနီယာအလားမဲ့တွေလုံးမြန်မာနိုင်ငံအတွက်ဂုဏ်သက်အောင်စွမ်းဆောင်နိုင်မလားဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုဝေမျှခဲ့ပါအောင်ရှင်။အဆုံးအထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။